အားလုံးပဲမင်္ဂလာပါဗျဒီနေ့ကဒါကျွန်တော်23ရက်17လ2025ဖြစ်ပါတယ်ဒါကျွန်တော်တနင်္ဂနွေညပါဗျာနော်ဒီနေ့ညမှာလည်းဒါပွဲစဉ်တွေတော်တော်များများကြံသေးတာဖြစ်ပါတယ်အင်္ဂလာပရီးမီးယားလိမ့်မှာဆိုနှစ်ပွဲလောက်ရှိမယ်ကျွန်တော်တို့ဒါအီတလီစီးရီးမှာဆိုလည်း၅ပွဲလောက်ရှိမယ်ဒါကျွန်တော်စပိန်လာလီကာဒါပြစ်တလီဝမ်ဂျာမန်ဘူတလီကာဒီနေ့ညမှာလည်းပွဲစဉ်တွေတော်တော်များများတော့ရှိတယ်ပေါ့ဗျာနော်ဒီပွဲစဉ်တွေတော်တော်များများတဲ့အားကျွန်တော်ဒါ၃ပွဲလောက်ကိုရွေးချယ်ပေးထားတာဖြစ်ပါတယ် နော်၃ဘွဲ့လောက်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့ညမှာဆိုတော့အင်္ဂလန်ပရီးမီးယားလိမှာဆိုတော့အသင်းကြီးဆိုတော့ဒါအာဆင်နယ်နဲ့စပါးပွဲတော့ရှိမှာပြန်နော်အဲဒီနေ့ညမှာလည်းအကောင်းဆုံး၃ဘွဲ့ရွေးချယ်ပေးထားပါတယ်နမနေ့ညတော့ဒါကျွန်တော်တို့ဒါတပွဲတော့အပေါင်းပြခဲ့မယ်ထင်ပါတယ်နော်နှစ်ပွဲနိုင်တပွဲသေးတပွဲရှုံးဆိုတဲ့ရလက်တော့ထွက်ပေါ်ခဲ့တယ်ဒါကျွန်တော်ဒါရိုးရိုးပြန်ပြီး group မှာလည်းဒါဘိုင်ယန်ဘော်ကြီးနဲ့ဘိုင်ယန်ဘော်ကြီးနဲ့ဒါကျွန်တော် မောင်းတကက်အောင်ပဲဆို ကျွန်တော်ဒါ two member group မှာလဲမောင်းနှက်ကအောင်ပြီးတော့ဒါတပွဲကောင်းကြီးရခဲ့တယ်ပေါ့ဗျာနော်ညတော့တော့ဒါ member တွေက member စပါးတွေလည်း simple ခဲ့တယ်ရိုးရိုး member ရောပေါ့ဗျာနော်ဒါအထူး member ရောဒါ member တွေကနှစ်ဒီ member နှစ်ခုလုံး simple ခဲ့တယ်ပေါ့နော်ကျွန်တော်ဒီမှာ member ဝင်နေတယ်ဆိုတော့ဒါတော့ပသက်ပေးကြမလို့ပါဘူးဒါကျွန်တော်ဒီမှာအောက်လာဖွင့်ကစားရုံနဲ့ member ရရှိမှာဖြစ်ပါတယ်နော်အဲ့အတွက်ကြောင့် member ဝင်နေတဲ့ညီကိုတွေဆက်သွယ်နေတဲ့ညီကိုတွေအောက်မှာ ဒါ Viber ဖုန်းနံပါတ်လေးဖြာပြထားပါတယ်။ဒါရောဆက်သွယ်မေးမြန်းလို့ရပါတယ်။ကဲဒီနေ့ညမှာတော့ကျွန်တော်ရွေးချယ်ထားတဲ့သုံးပွဲလေးပြောမှာဖြစ်ပါတယ်။အရင်ဦးဆုံးကျွန်တော်ရွေးချယ်ပေးခြင်းတဲ့ပွဲစဉ်လေးကတော့ကျွန်တော်တို့အီတလီစီးရီးယားပွဲစဉ်လေးတပွဲရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။နော်ဒီနေ့ညမှာတော့ Chromosi နဲ့ Roma ရဲ့ပွဲစဉ်လေးကိုအရင်ဦးဆုံးရွေးချယ်ပေးခြင်းမှာဖြစ်ပါတယ်။ဒီပွဲစဉ်မှာဆိုတော့ Roma နဲ့ပြီးတော့ဒါ Chromosi ကို1.90ဖွင့်လှစ်ထားဖြစ်ပါတယ်။ဒါ9ပေါင်းကြီးမှဆိုရင်လည်းနှလုံး တဝက်ဆုံးဆိုပဲခြေမျိုးလေးဖွင့်တာဖြစ်ပါတယ်။ဒါလက်ရှိဒါခရိုမိုနီရဲ့ဒါလက်ရှိခြေသမားကိုတော့ပြန်ကြည့်ရမယ်ဆိုရင်တော့နောက်ဆုံးကန်ခဲ့တဲ့နှစ်ပွဲကတော့အရှုံးပြခဲ့တယ်။နော်။ပက်ဒစ်ကိုရှုံးတယ်၊ဂျူပင်တန်ကိုရှုံးတယ်။ဒါဂျီရိုရီကဒါဇီတုနဲ့နိုင်ခဲ့ပြီးတော့အတဝန်ကန်ထားတယ်။ဦးလေးနေကိုဝန်ဝဲကန်ထားခဲ့တယ်။နောက်ဆုံးကန်ခဲ့တဲ့၅ပွဲမှာတော့နှစ်ပွဲရှုံး၊နှစ်ပွဲသိ၊တစ်ပွဲနိုင်ဆိုရင်ရလက်ထွက်ပေါ်တာဖြစ်ပါတယ်။အဲရိုမာကိုတော့ပြန်ကြည့်ရမယ်ဆိုရင်ရိုမာတော့ကျွန်တော်တို့ နောက်ဆုံးကန်ခဲ့တဲ့၅ဘွဲ့မှာ၄ဘွဲ့လောက်ထီကိုနိုင်ထားတာဖြစ်ပါတယ်เนาะ၄ဘွဲ့လောက်ထီကိုနိုင်ထားပြီးတော့ဒါသူ့အနေနဲ့ AC Milan တသင်းထဲတာရှုံးခဲ့တာဖြစ်ပါတယ်လိုပါရီမှာလည်းဒါ Ranger ကိုဒါ Z2 နဲ့ဝေခွင့်နဲ့နိုင်ထားတာဖြစ်ပါတယ်เนาะအာဒီလိုမျိုးရလက်တွေကြည့်မယ်ဆိုရင်တော့ရိုမရဲ့ခြေစမ်းမတော့ဒါမဆိုးလောက်လို့ပြောလို့ရတယ်ပေါ့ဗျာနော်အကောင်ပတ်မှာတော့အများကြီးဒါရောက်ရှိနေတာဖြစ်ပါတယ်သူနဲ့တဲ့ရဲ့ဒါထိုက်တက်တွဲဆုံမှုဆိုရင်လည်းဒါကျွန်တော်တို့၄ချိန်ပဲရှိခဲ့တယ်၄ချိန်မှာတော့ခရိုမိုစီယာ၂ချိန်နိုင် ရူမားကတော့နှစ်ကြိမ်တိုင်းတေကြတာတေကြတာတော့ဒါမရှိသေးဘူးပေါ့ဗျာနော်သူတို့တက်တဲ့ထိုက်တဲ့တွဲဆုံမှုကလည်း၄ကြိမ်ပဲရှိခဲ့ကျွန်တော်တို့ဒါ2020 2023 2023 2024ဒီလိုဒါ၄ကြိမ်ပဲတွဲထုံတိုင်းလားရူမားတော့ဒါပြောမယ်ဆိုရင်၄ကြိမ်နဲ့မှာတော့အိမ်ဝဲရနေပြီးတော့တစ်ကြိမ်နဲ့တွေ့တာလားအဲ့ပွဲမှာတော့ဒါခလိုမိုစီကနေရိုမာကို2-1နဲ့နိုင်လာခဲ့တယ်။ကျွန်တော်ပွဲစဉ်တွေမှာတော့ရိုမာရဲ့အိမ်ဝင်မှာ ဒါနှစ်ပွဲနိုင်တစ်ပွဲဆုံးဆိုရရလက်တွေထွက်ပေါ်ထားခဲ့တယ်။လူမျိုးပြည့်ကြည့်မယ်ဆိုရင်ရိုမကတော့ဒါခရိုမိုစီနဲ့တွေ့တိုင်းတကြော့မှာတော့အဝေးကွင်းမှာရလက်ရှုံးထားတယ်။နေသားမျိုးတွေ့ရတယ်။လက်ရှိဒါအင်တာနက်ပေါက်ကြည့်မှာဆိုရင်ရိုမကဒါ1ပေါင်း90ကြီးရဒါတည်ငြိမ်နေတဲ့ကြီးတွေဖြစ်တယ်နော်။ဒီပွဲစဉ်လေးကိုကျွန်တော်ကတော့ခေါင်းဆောင်လေးရွေးချက်ပေးထားပါတယ်။ရိုမကလည်းလက်ရှိအဆင့်3မှာရပ်တည်နေတယ်။ဒါ Italy City ရဲ့ပွဲစဉ်7ပွဲကပ်ပြင်းလဲ Roma 10ပွဲနိုင်တာပြီးတော့3ပွဲရှုံးတာလဲ เนาะเตจาตะบวยบ่มีสิเตโครโมซีก็ดาเซตบวยกัดมีนะ3บวยไหนนาပြီးတော့5บวยเต3บวยส่งทาเลย7 7เนี่ยมายัดติเนี่ยဖြစ်တယ်เนาะဒီလိုမျိုးကြားလက်တွေจําမို့ဘူမာเนี่ยဒါโครโมซีก็လက်ရှိญาติมาတော့အဆင့်กว่าชาร์จလက်ရှိရခြေစမ်းမန်းလက်กว่าชาร์จရှိတဲ့အတွက်ကြောင့်မို့ဒီနေ့ညမှာရူမရဲ့အဝေးကွင်းက1ပေါင်90ကိုကျွန်တော်ကြိုက်နှစ်တက်တယ်ဗျာเนาะအဲ့တော့ကြောင့်မို့လို့ဒီနေ့ညမှာကျွန်တော်ရူမပေါ်ကြီးကိုအရင်ဆုံးရွေးချယ်ပေးခြင်းပါတယ် ကဲနောက်တစ်ပွဲကိုကျွန်တော်တို့ဆက်သွားမယ်ဗျနောက်တစ်ပွဲကတော့ကျွန်တော်တို့ဒါဂျာမန်ဘူတစ်လီကာတွေကပွဲစဉ်ပွဲဖြစ်တယ်လိုင်စင်နဲ့ဝါတာပိုင်မီနော်ဒီပွဲစဉ်မှာဆိုရင်တော့လိုင်စင်ကနေပြောဝါတာပိုင်မီကိုကျွန်တော်တို့1နှုတ်90ကိုပေါင်းချင်းလေးမှာဆိုရင်တော့ကိုပေါင်းချင်းလေးမှာဆိုရင်တော့3လုံးတည်ရည်ထိတော့ဖွင့်လှစ်ထားတာဖြစ်ပါတယ်နော်ဒီပွဲစဉ်ကိုတော့ကျွန်တော်အာစစ်ကြိုက်တဲ့ကြောင်းလေးရွေးချယ်ပေးတာဖြစ်ပါတယ်နော်ဘော်ဂျင်းနဲ့ကိုပေါင်းချင်းမှာတော့ဒီနေ့ညလိုင်းစင်းနဲ့ဝါတာပမ်မီရဲ့ပွဲစဉ်မှာတော့ဒါမျှတရလို့ပြောလို့ရတယ် လိုက်စက်ကနေအိမ်ကနေတစ်လုံးအနှုတ်90ပေးပြီးတော့ကိုပေါင်းကျင်းလုံးမှာ၃လုံးရှုံးပေးထားတဲ့ကြေးရဒီနေ့ညမှာလိုက်စက်နေနဲ့အိမ်ကွင်းကနေ900သွားဖို့အလားလာများတယ်လို့ပါတာမင်းမြန်လည်း900ဖို့အလားလာများတယ်လို့ပူကြီးနေနဲ့ယုံကြည်ထားသလားတော့ပြောလို့ရတယ်လက်ရှိအဆင့်ကြားရမှာရောလိုက်စက်ကတော့ဒါဂျာမန်ဘွန်ဒက်လီဂါမှာအဆင့်၄ရမှာ22မှတ်နဲ့ဒါရက်တီတွေကဖြစ်ပြီးတော့ဝါတာဘာမင်းမြန်ကတော့ဒါအဆင့်၈နဲ့မှာရက်တီတွေကဖြစ်တယ်ရမှာဒါကျွန်တော်15မှတ်နဲ့ အဆင့်၈နေရာမှာရက်တင်နေရဖြစ်တယ်။တန်ပွဲဆုံး၁၀ပွဲကပ်ပြီးသွားတယ်နော်။ဒိုင်းစစ်ကတော့9ပွဲနိုင်2ပွဲသွေ2ပွဲရှုံး။ဝရဘာမင်းကတော့ကျွန်တော်တို့၄ပွဲနိုင်ထားပြီးတော့3ပွဲသွေ3ပွဲရှုံးထားတဲ့ရလက်မျိုးထွက်ပေါ်လာတာဖြစ်တယ်။ဒါဒီနေ့ညမှာတော့ဒါလည်းလိုင်းစစ်ကအင်ငွေဖြစ်တယ်။လိုင်းပွဲရဲ့ဒါအနည်းငယ်ဆုံးပြိုင်ပွဲဆုံး5ပွဲကပ်ပြီးသွားတဲ့နောက်မှာတော့ဒီပွဲနိုင်ထားခဲ့တယ်တပွဲရှုံးထားခဲ့တယ်ပြီးခဲ့တဲ့ပွဲစဉ်ဖော်မင်းဟိုတော့ဒါ3-1နဲ့ဒါဝင်းဝင်းကနေရောဘိုးပြတ်ရှုံးထားခဲ့တယ် အဲ့ဒါကဒီနေ့ရာသီမှာဆိုရင်အိမ်ကွေးမှာဆိုတော်တော်လေးစွမ်းဆောင်ကောင်းနေပိုင်ဆိုင်ထားတဲ့အတင်းတင်းလို့ပြောလို့ရတယ်။အိမ်ကွေးမှာတော့ဒါသူ့အနေနဲ့လိုင်းစစ်အနေနဲ့ဒီနေ့ရာသီမှာရှုံးပွဲမရှိရှုံးပွဲမရှိတဲ့လောက်ကိုဒါကောင်းမွန်နေတဲ့ခြေစမ်းမျိုးတော့တွေ့ရတယ်။မင်းညမှာလည်းဒါလိုင်းစစ်ကတော့ဒါအိမ်ကွေးအားနဲ့ရောဖြစ်တယ်လက်ရှိခြေစမ်းပိုင်းအားရတာလုံနေတာတော့ကြောင့်မလို့190ချေဖွင့်လိုက်တာလို့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်။အဲအဲ့အတွက်ကြောင့်မလို့ဒီနေ့ညမှာတော့ ကျွန်တော်ကတော့ဘုံကြီးလေးရတော့ကြိုက်နှစ်တက်တယ်ဗျနော်နောက်ပြီးတော့ဂူပေါင်းကြီးလေးချက်သွားပြမယ်ဆိုဂူပေါင်းကြီးကသုံးလုံးရှုံးတာဖောက်တာခဲ့တယ်နော်ဂူပေါင်းကြီးကသုံးလုံးရှုံးတာဖောက်ပလာခဲ့တယ်လေဒီနေ့ညဘုံကြီးအနေနဲ့ဂူပေါ်များဆွဲခေါ်နေရလားလို့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်နော်ဂူပေါ်များထူးသားတွေကိုဆွဲခေါ်နေရလားဒါမှမဟုတ်ဂူပေါ်များထူးကျွေးမလားဆိုတော့အာစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့ဗျနော်အဲသူတို့နှစ်တင်းရတော့ဒါမနစ်ကရာသီ2024 2025ရာသီမှာတော့လာစီရဲ့အိမ်ခွင့်မှာဝမ်းဝမ်း လာရဲ့အိမ်ဝဲဒုတိယကြော့မှာတော့ဖိုတိုနဲ့ကန်ခဲ့တယ်ဖြစ်တယ်နော်အာပြောမယ်ဆိုရင်နှစ်ကြော့ကန်တဲ့ထဲမှာလိုက်စကတော့အိမ်ဝဲမှာဖိုတိုနဲ့နိုင်လာခဲ့တယ်တပွဲမှာတော့တည်ကြထားခဲ့တယ်ဒီလိုရလက်မျိုးတွေထွက်ပေါ်ခဲ့တယ်နောက်တစ်ကြော့ကန်တာတော့ဒါ2024 2025 20, နောက်တစ်ကြော့ကန်တာတော့ကျွန်တော်တို့စီစီဆိုတဲ့ရလက်မျိုးထွက်ပေါ်ခဲ့တယ်နော်ဝါဒါမင်မင်းရဲ့အိမ်ဝဲမှာလိုက်စကအဝေးကွင်းမှာစီစီဆိုတဲ့ရလက်မျိုးနော်ထွက်ပေါ်ခဲ့တယ် အဲ့ဒါကြောင့်မလို့ဒါသူတို့နှစ်သိန်းရဲ့ဒါထိတဲ့တွဲဆုံမှုနောက်ဆုံးကန်ခဲ့တဲ့သုံးချိန်မှာလိုက်စစ်ကတစ်ချိန်ပဲနိုင်ထားခဲ့ဒီလိုရလက်မျိုးမှာဒီညမှာ1.90ကြီးပြန်ပေးထားတယ်လေဟောအဲလိုက်စစ်ကြီးကတော့ဒါနည်းနည်းကြောက်ဖို့ကောင်းတယ်လို့ကျွန်တော်ခင်ဗျသုံးသပ်မိတယ်ပေါ့ဗျာနော်လိုက်စရတာကျွန်တော်တို့လက်ရှိခြေတံပိုင်းကတော့ဒါသူကအာအတင်းသေးတွေကိုအကုန်လုံးနိုင်ထားတဲ့လက်ရှိခြေတံပိုင်းတော့ရှိတယ် အဲ့တော့ကြောင့်မလို့ဒီနေ့ညမှာကျွန်တော်ကဘလို့ပဲဖြစ်ဖြစ်ဒီနေ့ညမှာ line စကတော့အနည်းဆုံးတော့ဒါတကူတော့ရသွားမယ်လို့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်အဲ့တော့ကြောင့်မလို့ဒီနေ့ညမှာကျွန်တော်ဒါ line စ body ပြန်90ရင်းပြီးတော့ကျွန်တော်လေ့ကြည့်မယ်ဗျာနော်ဒီနေ့မှာတော့ဒါ line စ body လေးကိုကျွန်တော်တိုက်ပါတယ်နော် water bin နဲ့ line စရဲ့ပွဲစဉ်မှာ line စ body လေးကိုကျွန်တော်တိုက်ပါတယ်ကျွန်တော်နောက်ပွဲသွားအောင်ဗျာနော်အဲနောက်တစ်ပွဲကတော့ကျွန်တော်တို့အင်္ဂလာပြည်ပြလဲပွဲစဉ်တစ်ပွဲဖြစ်တယ်အာဆင်နယ်နဲ့ဒါစပါးရဲ့ပွဲစဉ်ဖြစ်တယ်အာဆင်နယ်ကနေပြီးတော့စပါးကို 1.50ပေးထားတယ်။ကိုပေါင်းကျင်းလေးမှာတော့နှလုံးရှုံးဆိုတဲ့ကျင်းမျိုးလေးဖောက်ထားခဲ့တယ်ပေါ့ဗျာနော်။လက်ရှိလက်ရှိရာသီလက်ရှိရာသီ7ပွဲကံပြူကနဲ့ဒါအာဆင်နယ်ကတော့10ပွဲနိုင်ထားခဲ့တယ်။တေးကြတာ2ပွဲတစ်ချိန်နိုင်တစ်ချိန်ရှုံးထားခဲ့တယ်ပေါ့ဗျာနော်။10ချိန်နိုင်တာပြီး2ချိန်တေးတစ်ချိန်ရှုံးထားခဲ့တဲ့ဒါအာဆင်နယ်လက်ရှိအင်္ဂလန်ပရီးမီးယားလိမ်မှာလည်းအဆင့်တင်နေမှာရပ်တည်နေတာဖြစ်တယ်။နော်ဒီနေ့ရေပန်းစားဆုံး ဲ့လားဖိမပေးမြားလေးကိုဖလားကိုယူဖို့လဲရေပန်းအစားဆုံးအတင်ဖြစ်နေတဲ့အဆင်လဲဒီညမှာစပါးနဲ့ထိတိုက်တွေ့ဆုံတာဖြစ်တယ်စပါးကတော့လိုက်ရှိတာအစ်စ်ရှစ်ညမှာရက်တွေနေတယ်ဆက်တပွဲကံပြီးွားတဲ့၅ပွဲရှုံ၃ပွဲတည်၃ပွဲရှုံထားတဲ့ရလက်မျိုးပိုင်ဆိုင်ထားတာဖြစ်ပါတယ်နော်အဆင်လဲနောက်ဆုံးကန်ခဲ့တဲ့၅ပွဲမှာတော့ရှုံးပွဲမရှိသေးဘူးဒါဆန်ဒါလန်ကိုဒါဒုတုကန်နဲ့ပြီးခဲ့တဲ့ကျွန်တော်တို့ဒါချန်ပီယံလိပွဲတင်မှာတော့စတာဘက်ကိုဒါကျွန်တော်တို့ ဝင်းဝဲနေရောစီးသူရီနဲ့နိုင်ထားပြီးတော့ကျွန်တော်တို့ချန်ပီယံလိနောက်ကျောမှာလည်းအတီဂိုမက်တစ်ကို4ဂျီနဲ့နိုင်ထားခဲ့တယ်ဘရိုက်တန်ကိုလည်း2ဂျီနဲ့နိုင်ထားခဲ့တယ်ဘန်လေးကိုလည်း2ဂျီဒါအာဆင်နယ်ကတော့ဒီနေ့ရာသီကျွန်တော်တို့ကိုပွဲမြောက်ဆယ်ပွဲမြောက်တော့ထီကိုရှုံးပွဲမရှိဒါရက်တည်နေတာဖြစ်ပါတယ်အခုဒီနေ့ညပွဲမှာလဲဒါကျွန်တော်စပါးကိုမရှုံးအောင်ဒါစံချိန်ထပ်တင်အောင်ပလားဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ်ညတို့ညဖြစ်ပါတယ်เนาะ ဲ့တော့ကြောင့်မလို့ယနေ့ညမှာတော့ဒါစပားအနေနဲ့အာဆင်နယ်ဝေဖန်ရတယ်ဘလို့လာရှင်ရောက်ရှင်ပြိုင်မယ်ဆိုတာစောင့်ကြည့်ရမယ်ညညလို့ကျွန်တော်ထင်မြင်သုံးသပ်မိပါတယ်ဒါစပားရဲ့လက်ရှိနောက်ဆုံးကံကလေး၅ဘောတော့တောပြန်ကြရမယ်ဆိုရင်လည်းအဲဘာတန်ကိုတော့နိုင်လာခဲ့တယ်စီးသွေးနဲ့နျူကာဆယ်ကို2စီးနဲ့ရှုံးတယ်ချက်စီးကို0နဲ့ရှုံးလာခဲ့တယ်နော်ပြီးရင်မန်ချက်စတာယူနိုက်တက်ကိုတူတူကန်ထားခဲ့တဲ့နေရာမှာတော့နှစ်ပွဲနိုင်နှစ်ပွဲရှုံးတစ်ပွဲသေရဆိုရရလက်မျိုးပိုင်ဆိုင်လာတာဖြစ်တယ်စပားလက်ရှိခြေစမ်းပိုင်းပေါ့ဗျာနော် အဲ့တော့ကြောင့်မို့စပားနေတဲ့ဒီနေ့ညမှာအာဆင်နယ်ကိုဝေးကွရနေကိုရုံးကန်ရဖို့တော့များတယ်ဗျနော်ဒါနောက်ကျွန်တော်29ရက်နေ့ကြာဆိုလဲဒါစပားဒါ PSG နဲ့ချန်ပီယံလိဂ်ကံအောင်မှာဖြစ်တယ်နှစ်သင်းလုံးကတော့ချန်ပီယံလိဂ်ကံမှာဒီပွဲတွေပြီးသွားရင်ချန်ပီချန်ပီယံလိဂ်ကံမှာဖြစ်တယ်အာဆင်နယ်ကလည်းဒါဂျာမန်နဲ့ကံမှာဖြစ်တယ်ဂျာမန်ကဒါကျွန်တော်ဘိုင်ယန်မြူးနစ်နဲ့ကံမှာဖြစ်တယ်အဲ့ကြောင့်မို့နှစ်သင်းလုံးကတော့ဒါချန်ပီယံလိဂ်အသင်းကြီးတွေနေပြီးပဲကံမှာဖြစ်တယ်ဒီနေ့ညမှာတော့ တသိန်းလောက်လူစုံတက်ဆုံနဲ့ထွက်လာပြီးတော့ကံမမလာပေါ့ဗျာနော်ဂျာရက်ကတော့ကျွန်တော်ချန်ပီယံလိကံမှုတော့၄ရက်တောင်လိုသေးတယ်လျှောက်အဲဘလိုပဲဖြစ်ဖြစ်ဒီနေ့ညမှာနှစ်သိန်းလောက်ကတော့လူစုံတက်ဆုံတော့ထွက်လာဖို့တော့များတယ်ဗျာနော်အဲ့တော့ကြောင့်မို့အာဆင်နယ်ကလည်းဒါဒီနေ့ရသည်အင်္ဂလန်ပရီးမီးယားလိဂ်ကိုရယူဖို့ဒါချိန်ဝါထားတဲ့အသင်းချင်းဖြစ်တယ်နော်၎င်းလူတွေကဒီနေ့ညမှာ1.90ဘောဂျင်းပါဘူပေါင်းဂျင်းကိုကျွန်တော်တို့ချက်သွားပြန်ကြမယ်နှလုံးရှုံးမဲ့ဖောက်တာကြာဂေါ်လီဘောဂျင်းနဲ့ဘူပေါင်းဂျင်းက တော်တော်လေးကိုကွာဟနေတယ်လို့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်နော်အဲ့တော့ကြောင့်မလို့အာဆင်နယ်ကနေပြီးတော့အိမ်ကွင်းမှာ1.90ပေးဂိုးပေါင်းချင်းမှာနှလုံးဆုံးဆိုရဲအာချင်းမျိုးကိုကျွန်တော်ကတော့ဂိုးပေါင်းချင်းလေးကိုတော့တိတ်ပြီးတော့မနစ်မျိုးပါဘူးမနစ်တက်ပါဘူးဗျနော်အဲ့တော့ကြောင့်မလို့ဒီနေ့ညမှာဘူကီအနေနဲ့စပါးကိုဂိုးမပေးတဲ့အနေထားမျိုးပုံပေါက်တယ်ဗျနော်စပါးကိုဂိုးမပေးထားတဲ့အနေထားမျိုးမှာဒီနေ့ကျအာဆင်နယ်ဒါစပါးကိုတူးစီးတဲ့ပြတ်နိုင်ပါမလားဆိုတော့ကျွန်တော်စောင့်ကြမယ်ဒါစပါးအနေနဲ့လည်းဒါ ဒီနေ့ရာသီမှာတော်တော်လူဒါကျွန်တော်တို့ခံစစ်ပိုင်းရောအလဲတန်းရောတိုက်စစ်ကိုတော်တော်လေးဒါလူနာများနေပုံစံမျိုးလေးအလျောက်ဒီနေ့ညမှာတော့စပါးနေတဲ့အာဆင်နယ်ကိုဒါအဝေးကနေပြီးတော့ခံကပ်ဖို့ဆိုတာတော်တော်လေးခိုင်းမဲ့ညတညလို့ဒါထင်မြင်တော့သုံးသပ်မိတယ်လက်ရှိဒါကျွန်တော်တို့အာဆင်နယ်ရဲ့စစ်သမားကလည်းကောင်းမွန်နေတဲ့လျောက်ဒီနေ့မှာစပါးနေတဲ့ဝေးကနေရုန်းကမဲ့ညတညလို့ထင်ပါတယ်ဒါပေမဲ့ဘလိုပဲလကောင်းဖြစ်ပြီးအတင်းကြီးတွေထိုက်တိုက်တွေ့ဆုံတိုင်း ဒါစပါတော့ဒါကောင်းဆုံးလုံးပြတတ်တဲ့လေးထိုင်ရှစ်တော့ကြောင့်မလို့ဒီနေ့ညမှာအာဆင်နယ်စပါနိုင်ခဲ့တဲ့ဖြစ်အောင်၎င်း1နှုတ်50ကြီးရတော့ဒါကျွန်တော်ကတ်နိုင်သွားမယ်ညတညပဲလို့ကျွန်တော်ထင်မြင်မိတယ်ဗျာနော်အာဆင်နယ်နိုင်ရင်တော့ကတ်နိုင်သွားမယ်ညတညပဲကျွန်တော်ထင်မြင်သုံးသပ်မိပါတယ်အတက်ကြောင့်မို့ဒီနေ့ညမှာကျွန်တော်တော့စပါပေါ်ကြီးလေးကိုကြိုက်ပါတယ်ဒီနေ့ညကျွန်တော်၃ပွဲရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်နော်အာဆင်နယ်နဲ့စပါရဲ့ပွဲစဉ်မှာတော့ကျွန်တော်စပါပေါ်ကြီးတိုက်တယ် ျွန်တော်တို့ဒါ Roma နဲ့ဒါ Chromos ရဲ့ပွဲစဉ်မှာ Roma ပေါ်ကြီးကြိုက်တယ် License နဲ့ Watermelon ရဲ့ပွဲစဉ်မှာတော့ကျွန်တော် License ပေါ်ကြီးလေးကို switch ပေးခဲ့ပါတယ်နော်အားလုံးပဲကျွန်တော်နဲ့ကြိုက်ချင်းတွေ Like ဆော့လို့ရပါတယ်နော်ကျွန်တော်ရဲ့ Telegram Channel လိုက်လာ Join လုပ်ရပါတယ်ဒီ YouTube Channel ကိုမအောင်မှာ Telegram Channel လေးချလာပေးပါတယ်ဒီနေ့နဲ့ညမှာလည်းအပေါင်းတွေပြကြပါစို့စုံစုံအောင်တောင်းပေးပါတယ်ကျွန်တော်ရဲ့ညတော့တော့ဒါကျွန်တော်အဖွဲ့ဦးဆုံးပေါ့ဗျာနော်မှတ်ပေးပွဲမှာတော့မောင်းနေပေါက်ကြတယ်ဗျာနော်မောင်းနေတော်တော်ပေါက်ကြပါတယ် အဲမမအထူးကရူမာရောရိုးရိုးကရူမာရောဒါအထူးကရူမာဆိုနှစ်ကပ်ပေါက်ပြီးတော့ရိုးရိုးကရူမာတစ်ကပ်ပေါက်တယ်တပွဲကောင်းနေတယ်အကုန်လုံးသင်ပြပါတယ်နော်အဲဆက်သွက်လို့ရင်တော့အောက်မှာ Viber ဖုန်းနံပါတ်တွေတိတ်ငန်း channel တွေခြားပေးထားပါတယ် live join ထားလို့ရပါတယ် app ရဲ့တယောက်ချင်းတိုင်းအထူးပဲကျေးဇူးတင်ပါတယ်တလူနေကြမှာလဲအပေါင်းတွေထပ်ပြပါသေးလို့စုမောင်းတောင်းမိလိုက်ပါတယ်အားလုံးပဲ good luck ပါခင်ဗျာ